်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်နှင့် BGF ကကြားဖြတ်နှိမ်နှင်းနေခြင်းလောတပ်သေးများဖျောက်ဖြတ်နေခြင်းလောရောင်းဝယ်မျိုးရှိကြားဖြတ်ငွေလေးလုပ်ငန်းတို့ကိုအမေရိကန်ကအရေးယူမိခြေလှမ်းပြင်လာခြင်းတွင်အာနာသိန်းတက်ကလုပ်ငန်းသုံးအဆောက်အုံတို့ကိုကမန်ကရန်သွားရောက်ဖျက်ဆီးလိုက်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့တီတမိုင်းတလျှောက်တပ်ဖက်နယ်ဆက်ထိုင်းနိုင်ငံမဲဆောက်မြို့နယ်နှစ်နိုင်ငံပြည်သူများအေးချမ်းစွာအထူးရှင်တွဲနေထိုင်ခဲ့ကြပြီး သမအာစီဘွားအပြင်ကုန်စီကူတန်းရောင်းဝယ်နေကြတော့နေဆက်ကုန်သွယ်ရေးမြို့ငယ်လေးအဖြစ်လူသိများခဲ့ပါတယ်။နှနိုင်ငံနေဆက်မြင်းမှာလေတောင်နှင်းမြောက်ရှစ်ခွေစီစဉ်လျက်ရှိသောတောင်ရင်မြင်းထိုင်းအမီမိုးရိပ်မြစ်ကပိုင်ချထားရာနှစ်ဖက်ပြည်သူများအလွဲတကူကူတန်းသွားလာနိုင်ကြတော့တဘာဝနေချမြင်းတစ်ခုသာဖြစ်သည်။တို့ရတွင်လွန်ခဲ့သောနှစ်များအတွင်းမြောက်ဒီမြို့သည်ဒေတာတွင်နှင့်နိုင်ငံတကာမီဒီယာများ၏မကြခဏအာယုံစိုက်ခံရသောမြို့ဖြစ်လာခဲ့ပါသည်။ကောင်းသောအာယုံစိုက်ခံရခြင်းမျိုးမဟုတ်ခဲ့ပါ။ အကြောင်းမှာတောင်ရင်မြစ်ကန်တဘေးတွင်အသစ်ထွက်ပေါ်လာသောရွှေကုတ်ကိုမြို့တစ်ကြောင်းမြောက်ဝီမြို့သည်နေဆက်ကုံသွဲရေးမြို့အဖြစ်မှကာစီနိုလောင်ကစားမြို့အတွင်အလင်းမြန်ပြောင်းလဲခဲ့တယ်လို့2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်တရုတ်ကြဖြန့်အွန်လိုင်းငွေလိမ်ကိုင်းများအခြေစိုက်လှုပ်ရှားရာမြို့အဖြစ်အမည်ဆိုးများဇက်တိုက်ထွက်ပေါ်လာခြင်းကြောင့်ပင်နေဆက်ကုံသွဲရေးမျိုးကာစီနိုလောင်းကစားမျိုးမှာတရုတ်ကြဖြန့်အွန်လိုင်းငွေလိမ်ကိုင်းများအခြေစိုက်မျိုးအဖြစ်အစဉ်စစ်ပြောင်းလဲလာခဲ့သောညဝရီမျိုးသည်နိုင်ငံပေါင်း30ကျော်မှအလောက်အကန့်ရှာဖွေသူတို့ကို နီလမျိုးစုံဖြင့်လိမ့်လည်လှည့်ဖြားခေါ်ယူပြီးမြန်မာတော်ချန်စီယိုမြနောက်ွယ်တွင်အဆောင်အုံအတွဲပေါင်းများစွာပတ်ဝဲသည့်အေယာဝင်းများအတွင်24နှစ်ပတ်လုံးလက်နက်ကိုင်အဆောင်များဖြင့်လုံခြုံရေးတင်းကျပ်စွာချထားခါနိုင်ငံတကာရာဇဝတ်မှုများကိုလွတ်လပ်စွာကျူးလွန်နေကြသည်ဆိုလျင်အံ့ဩချမိလားမသိပါစင်စစ်လိမ့်လေခြင်းဟုအထိပ္ပယ်ရသောကြားဖြတ်ဆိုသည့်တရုတ်ဘာသာစကားအသုံးနှုန်းကိုမြန်မာနိုင်ငံသားများစတင်ရင်းနှီးခဲ့သည်မှာမကြလှသည်ပါ 2023ခုနှစ်နှောင်းပိုင်းမြန်မာတရုတ်နယ်စပ်ကိုကန့်ဒီတာတွင်ဝင်ရောက်အခြေဆိုင်လာသောတရုတ်ကြားဖြန့်ရာဇဝတ်ခိုင်းများကအင်တာနက်နှင့်မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ကိုအဓိကအသုံးချပြီးတရုတ်နိုင်ငံသားတို့ထံမှငွေကြေးလိမ်လည်မှုများစွာကျေပြန့်စွာကျူးလွန်နေမှုကိုတရုတ်အစိုးရစတင်နှိမ်နှင်းရာမှကြားဖြန့်ကိုစတင်လူသိများလာခဲ့ပါတယ်။အစပိုင်းတွင်တရုတ်ရာဇဝတ်ခိုင်းများသည်တရုတ်နိုင်ငံတည်းတွင်သာအခြေဆိုင်ပြီး၎င်းတို့၏နိုင်ငံသားအချင်းချင်းပြစ်မှတ်ထားအွန်လိုင်းငွေကြေးလိမ်လည်မှုများကျူးလွန်ခဲ့ကြပါတယ်။ သတင်းဌာနသည်တရုတ်နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောကြားဖြတ်ငွေလိမ့်ခိုင်းများအကြောင်းတရုတ်အစိုးရထုတ်ပြန်ချက်များကိုလေ့လာပြီးကြားဖြတ်သူမဟုတ်ဤပညာဖြင့်စွမ်းအားရှင်အွန်လိုင်းတကူကြီးများစောင့်ပါကိုမလ16ရက်နေ့တွင်ရေးသားတင်ပြခဲ့ပူပါတယ်။တရုတ်အစိုးရ၏နှိမ်နင်းမှုကြောင့်တရုတ်ကြားဖြတ်ရဆက်ဝက်ခိုင်းများသည်မြန်မာလောကမ်ဘောဒီးယားဖီယက်နမ်ဖိလစ်ပိုင်စသည့်နိုင်ငံများ၏မျိုးသစ်စီမံကိန်းများဆက်မှုဆောင်စီမံကိန်းများတွင်ယင်းနှုတ်နယ်သူများအသွင်ဖြင့်ဝင်ရောက်အခြေစိုက်လာခဲ့သည်။ တက်ဆိုင်ရာနိုင်ငံများ၏ဥပဒေအားနည်းချက်များကိုအခွင့်ကောင်းယူလျက်နိုင်ငံဆောင်မှနိုင်ငံသားများကိုအလို့အကန့်ခွင့်လန်းဖန်တီးပေးနေသရောနီလန်မျိုးစုံဖြင့်လိန်ညာလှည့်ပြားခေါ်ယူပြီးကြားဖြတ်ငွေလိမ်လုပ်ငန်းများကိုနိုင်ငံဖြတ်ကျော်တိုးချဲ့လှုပ်ဆောင်လာကြသည်ဤသို့ဖြင့်ယခုအခါမြန်မာထိုင်းနယ်စပ်ကမြောက်ဝတီမြို့မှကြားဖြတ်ငွေလင်ကိုင်းများသည့်ကီလိုမီတာထောင်နှင့်ချီကွာလှမ်းသောအမေရိကန်ပြည်ထောင်စုရှိအမေရိကန်နိုင်ငံသားအများအပြားကိုဖိမှတ်ထားအွန်လိုင်းငွေလင်လုပ်ငန်းခွင့်ရကြီးအဖြစ်ကြီးထွားလာကောင်း နှစ်စဉ်အမေရိကန်ဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးနေတာနေကြောင်းအဆိုပါနိုင်ငံတကာရာဇဝတ်မှုကြီးကိုကျူးလွန်နေသောနိုင်ငံဖြတ်ကျော်တရုတ်ရာဇဝတ်ခိုင်းများ Chinese Transitional Criminal Organization TCOS များကိုအမေရိကန်အစိုးရကစတင်နှိမ်နှင်းတော့မည်အ धिक ခြေလှမ်းကိုမကြသေးမီရပ်ပိုင်းကထုတ်ပြန်ကြေညာလာပါသည်တရုတ်ကြဖြတ်နှိမ်နှင်းရေးတပ်ဖွဲ့အမေရိကန်ဖွဲ့စည်းအရှိတောင်အာရှဒေသရှိမြန်မာလောက်အုံနှင့်ကမ္ဘောဒီးယားနိုင်ငံများတွင်အခြေစိုက်၍နိုင်ငံတကာရာဇဝတ်မှုကြီးအဖြစ်ကျယ်ပြန့်စွာကျူးလွန်နေသည့် နိုင်ငံဖြတ်ကျော်တရုတ်ရာဇဝတ်ခိုင်းမြောက်ကိုနှိမ်နှင်းရန်အမေရိကန်အစိုးရသည်နိုဝင်ဘာ12ရက်နေ့တွင်အရေးပါသောကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ထိုကြေညာချက်တွင်အမေရိကန်ပြည်ထောင်စုကိုလံဘီယာခရိုင်ရှေ့နေကျုံဂျနင်ဖာရစ်ပီယာနိုဦးဆောင်၍တရားရေးဌာနနှင့်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများဖြစ်သော Federal Bureau of Investigation FBI US Secret Service USSS နှင့် Shra Informant Administration DEA ကတို့အဖွဲ့ဆောင်ပါဝင်သည့် online ဝယ်လင်စင်တာများနှိမ့်နေရေးတပ်ဖွဲ့ Scan Center Strifle SCSF ဖွဲ့စည်းလိုက်ပြီးဟုဖော်ပြထားပါတယ်။ရခုအခါ SCSFE မြန်မာအဖွဲ့ Pharma Tin သည်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိနေပြီးထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍တရုတ်ချားဖြတ်နှိမ့်နေရေးလုပ်ငန်းများစတင်နေပြီဟုလည်းထုတ်ပြန်လာပါတယ်။တနေ့တည်းတွင်အမေရိကန်ဘဏ္ဍာရေးဌာနကအမေရိကန်လူမျိုးများကိုပြစ်မှတ်ထားအွန်လိုင်းငွေလိမ်မှုများကျူးလွန်နေသော တိုင်ချောင်းဟုအမည်ရသောတရုတ်အွန်လိုင်းငွေလိမ်ကိုင်းတရှိရာမြောက်ပိုင်းမြို့တောင်ပိုင်းကြောက်ခတ်ကိုတီထောင်ခဲ့သူဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA မှဆိုင်းကျော်လာနှင့် DKPA ခေါင်းဆောင်များဖြစ်သောစောစတိစောစိန်ဝင်စောစန်းအောင်စုစုပေါင်းခေါင်းဆောင်လေးဦးနှင့် DKPA လက်နက်ကိုင်အဖွဲ့တို့ကိုအေးအေးယူတန်ခတ်ပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်။အမေရိကန်အစိုးရကဗန္နာယေးဌာနဤထိုကဲ့သို့အေးအေးယူမှုသည်ပထမဆုံးမဟုတ်ပါ 2025ခုနှစ်မေလ9ရက်နေ့ကလည်းမြောက်ဒီမျိုးရှိရွှေကုတ်ကိုမျိုးတင်တဲ့ KK ပတ်တရုတ်ကြာဖြန့်အွန်လိုင်းငွေလင်ခိုင်းများကိုလုံခြုံရေးအဆောင်ရှောက်ဖြင့်ကောက်ွယ်ပေးထားပြီးကြာဖြန့်ခိုင်းများနှင့်ဖူပေါင်းအကျိုးအမြတ်ရရှိနေသောအာနာသိန်းစစ်ကောင်းဆောင်မေအောင်လိုင်းလက်အောက်ခံကရင်နေချာဆောင်တန်း BGF နှင့်၎င်း၏ခေါင်းဆောင်စောချစ်သူတာနဦးဖြစ်သောစောထူးအေမိုနိစောချစ်ချစ်တို့ကိုအေးအေးယူတန်းခတ်ပိတ်ဆို့မှုများချမှတ်ခဲ့သည် BGF သည်မကြသေးမီကကရင် National Army KNA ဟုအမည်ပြောင်းကြောင်းကြေညာခဲ့တော်လည်း နာမည်တစ်ခုစလုံးကိုဆက်လက်အသုံးပြုလျက်ရှိသည်အမေရိကန်ဗန္ဒာယီဌာန၏စောချစ်သူကိုအရေးယူသည့်ဂျင်ညာချက်တွင် KK ဘက်မှအသက်ရှင်လွတ်မြောက်လာသူများ၏ထွက်ဆိုချက်များအရာ KK ဘက်ကိုလုံခြုံရေးယူပေးထားသောတပ်ဖွဲ့ဝင်များ၏လက်မောင်းတစ်စိတ်မှ KND ဖြစ်ကြောင်းတပ်တွေထွက်ဆိုခဲ့ကြသည်ဆိုသည့်အချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြထားသည်ထို့ကြောင့် KK ပတ်သည် KNU ထိန်းချုပ်မှုအောက်လေဖက်နေတဲ့ယောင်စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းဆွဆွဲနေတဲ့ကဲ့သို့မဟုတ်မှန်အမေရိကန်အစိုးရကကောင်းစွာသိရှိထားသည် တရုတ်ကြားဖြန့်နှိမ်နှင်းရေးတပ်ဖွဲ့ဖွဲ့စည်းကြောင်းအမေရိကန်စိုးရက်ကတရုတ်ဝင်ကြေညာပြီးနောက်တနေ့နိုဝင်ဘာလ23ရက်နေ့မှစ၍တရုတ်အစိုးရပြည်သူ့ရေးရလုံခြုံရေးဝန်ကြီးဌာနကဦးဆောင်ပြီး6နိုင်ငံကြားဖြန့်နှိမ်နှင်းရေးဝန်ကြီးအဆင့်အစီအဝေးကိုယူနန်ပြည်နယ်ကုမင်းမြို့တွင်ကျင်းပခဲ့ရာမြန်မာထိုင်းလာအိုကမ်ဘောဒီးယားနှင့်ဗီယက်နမ်နိုင်ငံတို့တက်ရောက်ခဲ့သည့်ထိုအစည်းအဝေးတွင် အာဆီယံပူးတွဲဆောင်ရွက်ရေးရှေ့လုံငန်းစဉ်အချက်21ချက်ကိုသဘောတူညီခဲ့ကြပြီးထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ရဲတပ်ဖွဲ့ဒုတိယဗိုလ်ချုပ်ကြီး GIA ဖိတ်ဖူရီတက်ကကြားဖြတ်နေနေရေပူပေါင်းတက်ဖွဲ့ Joint Task Force ဖွဲ့စည်းရန်အဆိုပြုခဲ့သည်ဟု Thai Media များကဖော်ပြခဲ့သည်။တရုတ်နိုင်ငံသည်မြဝတီအခြေစိုက်တရုတ်ကြားဖြတ်ခါများနှိမ့်နေရေကို2025ခုနှစ်နှစ်စန်းပိုင်းကစ၍ Thai ဆိုရနှင့်ပူးပေါင်းဆောင်ရွက်နေပြီး American ဆိုရသည်ထိုပြဿနာကိုကလရှိချစောင့်ကြည့်လေ့လာနေကြရမှာရခုအခါ SESF ကိုစတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါအင်အားကြီးနှစ်နိုင်ငံသည်နေပယ်အသီးသီးတွင်ပူးပေါင်းဆောင်ရွက်ခြင်းထက်ရှင်ပြိုင်အနိုင်ယူတတ်သောဒလိစရိုက်ကြောင့်တရုတ်ကြဖြန့်နှိမ့်နေရတွင်လည်းပူးပေါင်းဆောင်ရွက်မည်လားအပြိုင်ဆိုင်သဘောဆောင်မည်လားဆိုသည်မှာစိတ်ဝင်စားစရာကောင်းပြီးစောင့်ကြည့်ရန်လိုပါသည်ပထမကြိမ်သမ္မတသက်တမ်းကာလ2020ပြည့်နှစ်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်တရုတ်နိုင်ငံမှစတင်ပြန့်နှံ့ခဲ့သောကိုဗစ်ရောဂါကို Chinese virus ဟုခေါ်ဝေါ်ခဲ့သဖြင့်တရုတ်အစိုးရကောင်းဆောင်များအကြီးအကျယ်အမျက်ဒေါသထွက်ခဲ့ပူသည် ယခုတစ်ပတ်အမေရိကန်အစိုးရထုတ်ပြန်ချက်တွင်နိုင်ငံဖြတ်ကျော်ရာဇဝတ်ခိုင်းမြောက် TCOE အမည်နာမရှိတွင်တရုတ်ဟုတတိပပသုံးနှုံးခေါ်ဝေါ်ထားခြင်းကတရုတ်လူမျိုးနှင့်နိုင်ငံ၏ဂုဏ်သိက္ခာကိုထိခိုက်နေပြီဖြစ်သည်တရုတ်အစိုးရမိခဲ့သို့တုံ့ပြန်မည်နီ KK ဘက်ကိုမိုင်းခွဲဖြတ်စည်းဖျောက်ဖျက်ရန်မေးအောင်လိုင်းကိုယ်တိုင်အမိန်ပေးခဲ့ရှက်ကူတကြင်တရုတ်နှင့်အမေရိကန်အကြားဂျာညံ့မိကိန်းဆိုင်နေသူကအာနာသိန်းစစ်ကောင်စောင့်မေးအောင်လိုင်းနှင့်၎င်း၏တစ္ဆာခံစောချစ်သူဖြစ်သည် လက်တလောမြင်တွေ့နေရသည်မှာစောချစ်သူဦးဆောင်သော VGF, KNA နှင့် DKBA ခေါင်းဆောင်များသည့်၎င်းတို့ဤလက်နက်ကင်ကားွယ်ဆောင်ရှားမှုအောင်မြောက်ဝတီမြို့တွင်လွတ်လပ်စွာကြီးထွားရှင်းသန့်နေကြကအကျိုးအမြတ်ကြီးမားစွာရရှိနေသည့်ရွှေကုတ်ကုံ KK ဘတ်နှင့်ကြောက်ခတ်တို့မှတရုတ်ကြားဖြန့်ခိုင်းများကိုယခုအခါဖုတ်ပူမိတိုက်ပွဲပြီးယုံခသည်နှင့်လှုပ်ဆောင်လာကြသည်အမေရိကန်အစိုးရကနှိမ်နှင်းရက်တက်ဖွဲ့ဖွဲ့စည်းပြီးနှိမ်နှင်းတော်မြှလှုပ်ရှားမှုများစတင်ချိန်နှင့်အချိန်ကရခင်ကကြီးစံတက်တော့ လေရင်ဖုံးတစ်လုံးပင်မှားယွင်းစွာမထိမှန်ဘူးသော KK ဘက်ကစေကောင်းဆောင်မြောက်လိုက်နှင့်၎င်း၏တစ္ဆာကံစောချစ်သူတို့ UCP မိုင်းခွဲဖြက်စီရှင်းလင်းနေပြီဖြစ်သည်စေအနာသိန်းချိန်မှစ၍၎င်း၏လုံခြုံရေးစိတ်မချရသဖြင့်ခရင်ပြည်နယ်မြို့တော်ဖအံမြို့သို့လာခဲလာသောစေကောင်းဆောင်မြောက်လိုက်သည်နိုဝင်ဘာလ15ရက်နေ့တွင်နေချင်းဖြန့်ရောက်လာပြီးစေကော်မရှိ၏ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို KK ဘက်နေရာအားတမရော်အနေဖြင့်ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပြီးပြက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည် ထိုးပြောဆိုချက်အရ KK ဘက်ကိုရှင်းလင်းကန်မေအောင်လိုင်းကိုယ်တိုင်အမိန်ပေးခဲ့သည်မှာပေါ်လွင်သည်ဤနေရာတွင် KK ဘက်ကိုမေအောင်လိုင်းနှင့်စောချစ်သူပူးပေါင်း၍မိုင်းခွဲဖြက်စီးအစဖြောက်ဖြစ်ခြင်းကမှန်ကန်သောလုပ်ရဟုတ်ပါ၏လောနိုင်ငံတကာရာဇဝတ်မှုကင်းများစွာကျူးလွန်ထားသောနေရာကြားဖြတ်ရာဇဝတ်ကိုင်းများရာဇဝတ်မှုများမိခဲ့သို့ကျူးလွန်ထားသည်ကိုတပ်သေးအထောက်အထားများ DNA များစနစ်တကျစူးစမ်းမှတ်တမ်းတင်လေ့လာဖော်ထုတ်ခြင်းမရှိဘဲ KK ဘက်ကိုမိုင်းခွဲဖြက်စီးရှင်းလင်းမှုသည် ကြားဖြတ်နှိမ့်နှင်းခြင်းထက်ကြားဖြတ်သက်သေကံပစ္စည်းများဖျောက်ဖျက်ခြင်းကအဓိကရည်ရွယ်ချက်ဖြစ်နေပြီလားဆိုသည့်တန်တရားဖြစ်ပွဲမေးခွန်းလည်းရှိနေပါတယ်။ရာဇဝတ်သက်သေများဖျောက်ဖျက်ရန် KK ဘက်ကိုမိုင်းခွဲဖျက်ဆီးခြင်းနိုဝင်ဘာလ12ရက်နေ့ထုတ်စစ်ကောင်မရှိဤပွားရဖြတ်မြမအလင်းသတင်းစာရှိမျက်နှာပုံးတွင်နှစ်နိုင်ငံနေချာမြင့်အဖြစ်သတ်မှတ်ထားသောတောင်ရင်မြစ်ကန်နပီမြမနိုင်ငံဘက်အချမ်းတွင်အမည်ဆိုးဖြင့်လူသိများသော KK ဘက်ကုံအေက900ကျဲဝန်းရှိသောမြေခွက်ပေါ်တွင်ရာနေချီသောအဆောက်အုံများကိုဖြိုချဖျက်ဆီးသည့် သတင်းကိုစစ်ကောမရှင်ကထုတ်ပြန်ခဲ့ပါတယ်။စင်စစ်အော်တိုဘာလ23ရက်နေ့ကလည်းစစ်တပ်နှင့် VGF ပူးပေါင်းပြီး KK ဘက်ကိုမိုင်းခွဲဖျက်ဆီးနေသည့်သတင်းမှာထိုင်းမီဒီယာများတွင်တွေ့မြင်နေရပြီဖြစ်ပါတယ်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။